ဒီပုံမြင်လေးမှာဆိုလို့ရှိရင်အချင်းချင်းတင်းတင်းမြတ်နေမှဒါအကျိုးရှိမယ်ဆိုတဲ့အကြောင်းနဲ့တယောက်နဲ့တယောက်ခိုက်ရန်ဖြစ်ပွားနေလို့ရှိရင်ဘသူ့အတွက်မှအကျိုးမရှိဘူးဆိုတဲ့အကြောင်းငါထောင်သွားရမှာနော်မင်္ဂလာပါရှင်တသားမိမိတို့ရေဒီနေ့မစ်မိမိကတသားမိမိတို့ကိုပုံမြင်တစ်လေးတစ်ပုဒ်ပြောပြဖို့အတွက်ဆက်ပြီးရရှိလာပါပြီနော်ဒီနေ့မှလည်းမစ်မိမိကတသားမိမိတို့ကိုတိတ်ကိုစိတ်ဝင်စားဖို့ပေါင်းနေပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးသွားမယ်နော်ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးရဲ့နာမည်က Thank you တိမ်မဲတဲ့ ဒီပုံမြင်လေးမှာဆိုလို့ရှိရင်အချင်းချင်းတင်းတင်းပြပြနေမှာဒါအကျိုးရှိမယ်ဆိုတဲ့အကြောင်းနဲ့တယောက်နဲ့တယောက်ခိုင်ရန်ဖြစ်ွားနေလို့ရှိရင်ဘယ်သူ့အတွက်မှအကျိုးမရှိဘူးဆိုတဲ့အကြောင်းနားထောင်သွားအောင်နော်ဒါဆိုလို့ရှိရင်ပုံမြင်လေးကိုနားထောင်လို့အသင့်ဖြစ်ပြီလားအသင့်ဖြစ်ပြီဆိုလို့ရှိရင်မင်းမင်းမင်းပြောပြရပုံမြင်လေးကိုအစအနေအဆုံးဒီတိတိကျကျလေးနားဆိုင်ပြီးတော့နားထောင်ပေးကြပါနော်ပုံမြင်ရဲ့အဆုံးမှာလည်းမိကုန်းနေ miss ကပြန်မြင်နေတော့ပြီနော် ဟိုးရှိခေတော့ကမစ်မီမီရိုးရဲ့ရှမ်းပြည်မှာရှိတဲ့အင်းဒီကန်ကြီးကအခုအင်းဒီကန်လိုမျိုးစီပင်တရားစပြောနေဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီအင်းဒီကန်ကညည်တိတ်တိတ်ကိုပူလာကြမှုလို့တဲ့။နေတွေကပုံမှန်ကကြောင့်ကန်နေရခြင်းကအငွေပြန်ပြီးတော့ကောင်းတင်မလို့တိတ်ငင်ဖြစ်နေရောက်သွားတယ်တဲ့။ဒါကြောင့်ကန်နေမှာရေတွေကနေသက်နေတာတော့ အင်းလေးကလည်းကရေရွေငွေပြန်ပြီးတော့ဖြစ်သွားတယ်တိမ်ကျူနဲ့တိမ်မဲရတယ်အချစ်ချင်းချစ်ချစ်ချင်းချင်းပူပေါင်းမိနေမှာငွေရချပေးနိုင်မှာပေါ့ဒါပေမဲ့တရားမဲတရားမဲမခုံပြောကြပဲမတင်မြတ်ဖြစ်နေကြတာဖြစ်တဲ့အတွက်ဒီနေ့တိုက်ကိုကူလာနဲ့မြားကန်ထဲမှာငားလေးကရေမရှိတဲ့နေလာကြရတယ်။ဒါကြောင့်တဖြည်းဖြည်းနဲ့ညီမကောင်းဖြစ်လာကြရဲ၊ချူချာလာကြပြီးတော့မြို့တုံးကုန်ကြတာပေါ့ကွယ်။ ဒါရောမှာတင်ပြနေတင်မဲ့ကဒီအဖြစ်တွေကိုမသိပဲနဲ့အချင်းချင်းမခေါ်မပြောပဲနဲ့တယောက်နဲ့တယောက်နဲ့လည်းပူပေါင်းပြီးတော့မိုးရချာပေးဖို့မစိစကြဘူးတဲ့အဲ့လိုနဲ့ကန်ထဲမှာရှိရဲ့ချင်းကောင်းတပင်းနဲ့ပင်ကအင်းလေးကန်ကြီးမှာဘာကြောင့်မိုးခေါင်နေရတယ်ဆိုတဲ့အကြောင်းကိုစိစကြရပါပဲစဉ်းစားနေရင်လည်းအဖြစ်ရှာနေရင်လည်းငါးလေးတဖြည်းဖြည်းနဲ့မျိုးတုံးကအားနေကောင်ကနေရာကုံလုံးတာ ပြီးသွားလို့ရှိရင်ကန်ထဲကရေတွေရတယ်တိတ်ကြီးအဖြစ်နဲ့အငွေ့ပြန်ပြီးတော့ကောင်းတင်ပေါ်ရောက်သွားတာလေအားလုံးကိုဆက်ဆက်ပြီးတော့တိတ်ကြရအောင်လို့ကွယ်အဲ့လိုနဲ့ဒီအင်းလေးကန်ထဲကဖြစ်တဲ့အင်းလေးကန်ကြောင်ဖြစ်တာလေတိတ်ခုနဲ့တိတ်ငယ်လေးရောက်ကိုသွားပြီးတော့အခုညီတောင်းကြကိုကန်ထဲမှာဒီကအဲကအရန်ကိုနေလာတာတိတ်ကိုတိတ်ကိုနေလာတာနေလာတဲ့အပြင်မှာတိတ်ခုနဲ့တိတ်ငယ်နဲ့ကတယောက်နဲ့တယောက်နဲ့ချစ်ချစ်ခင်ခင်ပုံပုံပေါင်းပေါင်းနဲ့မိုးရွာချဖို့မစဉ်းစားဘဲနဲ့ခိုင်ရမယ်ဖြစ်သွားနေတာဖြစ်တဲ့အတွက်ကန်ထဲမှာငွားလေးငါတဲ့တိတ်ကြီးပျက်စီးကြရတယ်တပင်းမျိုး တခြားတစ်ပင်ပမှန်နေရတယ်ခြားခြားတို့တွေနဲ့ရေမရှိရကြောင့်တစ်ဖြည်းဖြည်းနဲ့နွမ်းကုန်ပြီမကြသူမှာဆိုလို့ရှိရင်အပင်လေးတွေနဲ့ပြင်းစည်းပုံမှာမှာတို့ပြောပြပြီးကုညီတောင်းနေတယ်အဲ့ခါမှာတော့တိမ်ယူနဲ့တိမ်နေရတယ်ဒီအကြောင်းနဲ့အားလုံးသိသွားပြီးတော့တခုစဉ်းစားမိလိုက်ကြတယ်တိမ်ယူနဲ့တိမ်နဲ့နှစ်ယောက်မခေါ်ကြဘူးခိုင်ရန်ဖြစ်ပွားတယ်မာနိုင်ထားပြီးတော့အချင်းချင်းမပူပါမင်းနဲ့တယောက်တိတ်တန့်စီရဲ့အတွက်တယောက်နဲ့တယောက်မခေါ်ကြရဲ့အတွက်နောက်ဆုံးမှာတော့ထိကိုက်ပျက်စီးကြတာငါးစီးတွေလူသားတွေရဲ့ပြီးသွားလို့ရှိရင်တစ်ပင်ပတ်မှန်နေရဲ့ပဲ ဲပေါ့ဒါကိုကောင်းကောင်းသဘောပေါက်သွားတဲ့တိမ်ပြင်းတဲ့တိမ်မဲကသူတို့ကြောင့် အချင်းချင်းမတည့်ရာကြောင့်မထော်တာကြောင့်တပားသူဒုက္ခမရောက်စေချင်ကြတာတခုတော့တူကြရတယ်။ဒီလိုမျိုးတူညီရဲ့ကောင်းကွန်တဲ့စိတ်ဓာတ်နဲ့ပဲတိမ်ဖြုန်တဲ့တိမ်မင်းယောက်ကပုံပေါင်းပြီးတော့ရွာထဲမှာတန်လင်းမှာရှိတဲ့လူသားတွေတစ်ပင်နေနဲ့ငါးကလေးတွေကိုအကျိုးပြုဖို့အတွက်ဖြစ်စစ်တင်တင်နဲ့ပုံပေါင်းပြီးတော့ဟတ်လုပ်ပြီးတော့မိုးရွာချဖို့အတွက်စူးစမ်းကြတာပေါ့။ဒီလိုနှစ်ယောက်တူတူစူးစမ်းလိုက်တဲ့အခါမှာတော့ကန်ထဲမှာမိုးတွေကတဲတဲထန်ထန်နဲ့ရွာကြလာတယ်။ဒီလိုမျိုးမိုးတွေရွာကြလာတဲ့အများကန်ထဲမှာဆိုလို့ရှိရင်လည်းရေတွေကပြေးပြေးနဲ့များလာတာပေါ့ကွယ်။ငါးလာ တဲ့အပြင်ရေတွေနဲ့အတူငားကလေးရာလည်းပျော်ပျော်ရွှင်ရွှင်တက်တက်မှန်မှန်နဲ့နေလာနိုင်တာပေါ့ငားလေးတွေကိုဖမ်းပြီးတော့ဈေးရောင်းရတယ်တန်ငါတဲဆိုတာလည်းပို့ပြီးတော့စီပွားရေးစီပြေလာကြရဲပြည်လည်လာကြရဲတပင်းကြီးဆိုလို့ရှိရင်လည်းစိမ့်ဆိုပြီးတော့တာယာလက်ပါလာကြရဲဒါပြင်ကန်လေးမှနေကြရဲငားကလေးတွေခရင်လေးတွေနဲ့တခြားဒီကန်ကြီးကိုအမိထဲပြုတ်ပြီးနေထိုင်ရတဲ့တပွားလေးရာလည်းစံပါလာကြပေါ့ဒီလိုနဲ့ကန်ကြီးကကိုမစ်မင်းကြီးကိုသွားနေနေရင်မြင်တွေ့နေရရင်အင်းကြီးကန်ကြီးအဖြစ်နဲ့ ပါရပြီးရောနှာပါပြီးရောအင်းနေကန်ကြီးအဖြစ်နဲ့အမြင်အတိရှိသွားတယ်။အင်းနေကန်ကြီးမှာအင်းနေကြီးဒီမခန့်သွားအောင်ကိုအတူတူစ조사လောက်ဆောင်ပြီးတဲ့တိမ်ထူးနဲ့တိမ်မဲရတယ်။ညမဖြစ်တော့ဘဲနဲ့အချက်ချင်းချက်ချင်းတိမ်နေတာမိုးရွာချပေးကြတယ်တဲ့။ဒါကတော့ပုံမြင်လေးရဲ့အဆုံးပါကွယ်။ဒါဆိုလို့ရှိရင်ပုံမြင်လေးရဲ့မှာတိတ်ဖြူနဲ့တိမ်မဲမခေါ်တာကြောင့်ခိခိုက်နေနိုင်ရတဲ့ဒုက္ခရောက်ရတဲ့သူတွေကဘယ်သူတွေဖြစ်မယ်လို့ခလေးလေးထင်တယ် ဟုတ်တယ်တင်ပြူနဲ့တင်ငင်းနဲ့မခေါ်တာကြောင့်အဓိကထိခိုက်နေတာကတော့တက်ရှိရဲ့ငားကလေးတွေရေမရှိမနေနိုင်တဲ့ငားကလေးတွေမိုးရေမရရင်၆တွေ့နေမယ်အပင်လေးတွေနဲ့ငားကလေးတွေအမိတဲပြောရတယ်တမာတယ်ဖြစ်တဲ့လူတွေပဲပေါ့ကွယ်ဒီလိုမျိုးလူတွေနဲ့တွေ့ဆန်တဲ့တပင်ပတ်မှန်လေးတွေဒုက္ခရောက်နေရတာကိုတင်ပြူနဲ့တင်ငင်းနဲ့ကမသိပေမဲ့သိသွားတဲ့အချိန်မှာရောမကူညီပဲနဲ့နေခဲ့သလား မကူညီပဲနဲ့မမြင်ဘူးနော်တိမ်ပြနေတိမ်မင်းနဲ့ကစိတ်ကောင်းရှိရတဲ့ဖြစ်တဲ့အတွက်ငါကလေးတွေလူတွေနဲ့တပင်ပန်းပန်းနဲ့ကူညီဖို့အတွက်နှစ်ယောက်သားရမ်းမဖြစ်ဘဲနဲ့စစ်စစ်ခင်ခင်နေဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲနော်။ဒီလိုမျိုးဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက်မိုးရွာလာပြီးတော့နောက်ဆုံးမှာတော့တပင်နေပန်းပန်းတွေနဲ့ အရာကိုလှပရင်အင်းကြီးကန်ဒီပြန်ဖြစ်သွားတာပေါ့ဒါဆိုလို့ရှိရင်ခလေးလေးရောရံဖြစ်တာမကောင်းဘူးဆိုတာကိုကောင်းမွန်တဘောပေါက်ပြလာခွဲဟုတ်တယ်နော်ရံဖြစ်တာလုံးဝမကောင်းဘူးရံဖြစ်တာကြောင့်ဆက်ဥက္ကဋ်နဲ့အကျိုးရှိရပြင်ရံဖြစ်တဲ့သူတွေရဲ့ပေပောက်ငွေချင်မှရှိရသူတွေရာလည်းရံဖြစ်တာကိုကြည့်ပြီးတော့ကြောက်ရမ်းကြရဲပြီးတော့လို့ရှိရင်ပျော်ကြကောင်းတဲ့ပေါင်ဝင်ချင်လည်းဖန်တီးပေးနိုင်တော့ဘူးဒါကြောင့်မို့လို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်တင်းတင်းမမြင်နေဖို့အတွက်စူးစမ်းရမယ်တင်းတင်းမမြင်ခေါ်ပြောရမယ်အလုပ်တစ်ခုခုကိုလည်းပူပေါင်းမြင်လောက်ဆောင်တက်ရမယ်တတမီလေး ို့ကလိမ္မာရင်ကြီးရဲ့တတောင်းမီးလေးတွေဖြစ်တဲ့အတွက်တငယ်ချင်းတွေ mystery ပြီးသွားလို့ရှိရင်ဖြစ်ဖြစ်မိမိရဲ့ပြောစကားကိုနားထောင်ရမယ်ဥနဲ့တုံးနဲ့တက်တက်မမြတ်နေရမယ်တယောက်ကစကားပြောလို့ရှိရင်တယောက်ကအဲလေးလေးစားစားနဲ့နားထောင်ပြီးတော့လက်ခံပေးရမယ်ပူပေါင်းလို့ဆောင်တက်ရမယ်ဒါကတော့ပုံမြင်လေးရဲ့အဓိကပေးခြင်းနဲ့အတိပေးခြင်းနဲ့ message လေးပါပဲကွယ်ဒီနေ့ပုံမြင်လေးကိုအဆုံးထိနားထောင်ပေးရတဲ့အတွက် mystery များတတောင်းမီးလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ပတ်ပုံမြင်စီစဉ်နေမှာ mystery များပြန်တွေ့ကြမယ်နော် 拜拜。Bye bye.